မင်္ဂလာပါမိုးတန် နေအရန်ဆူညံနေတာကိုသီးခံပြီးတော့ကြည်ပေးပါခင်ဗျာဟိုတည်းကဥနိုင်ရဲ့မေမေရှိသွားရင်လည်းအပြတ်မှာရဲရွရွတွေအများကြီးခူးခဲလိုက်တယ်အဲ့တော့အိမ်မှာလည်းငရံလေးရှိတာနဲ့ဗိုက်သားများများလေးနဲ့ပေါ့နော်အဲ့ဒါလေးနဲ့ရောချက်မယ်အတုံးလေးတွေကိုတော့အငယ်ဆိုင်လေးတွေတုံးထားတယ်အရသာအတွက်ကိုတော့စားရဲဂျပန်ပြူရင်းသော Honda ရှိ9မုတ်ရဲ့စွန်းနှုတ်မုတ်ရဲ့နဲ့ဥနိုင်နေလိုက်မယ်နေပြီးနှတ်ထားလိုက်ပါမယ် ဥနိုင်ချန်နီတွေကိုဓာတ်လျှောက်ကြည့်လာတဲ့လူတွေဆိုလို့ရှိရင်ဥနိုင်အသုံးပြုတဲ့ပုံစံတွေချက်တဲ့ပုံစံတွေပေါင်းပစ္စည်းတွေတော်တော်များလည်းအလွတ်ရနေတော့ပါပြီအဲ့တော့ရဲရွရက်တွေကိုလည်းမိမိစိုက်နေတဲ့ပုံစံတွေလှိဖြက်လိုက်ပါမယ်ရဲရွဒီအကင်းလေးတွေကိုလည်းတို့စားဖို့အတွက်ကိုလည်းခူးကက်လိုက်ပါတယ် စီသက်မဲ့အရာတွေကတော့ကြက်တော်နီကြက်တော်ဖြူမြုပ်တီအစဲမုတ်နန်းနမင်းအယိုးဖြစ်ပါတယ်စချက်ဖို့တော့ကိုရောရွှေအုံမြေပဲစီတန်လေးကိုအသုံးပြုမယ်စီလေးကိုအနေရောထည့်မယ်စနုံးမုတ်ထည့်မယ်ပြီးရင်ထောင်းထားတွေထည့်ပြီးတော့မွှေးလောင်စီသက်လိုက်ပါမယ်စီတဲ့နေတာမှုေးလာပြီဆိုလို့ရှိရင်ငံပြားကြီးလေးထည့်လိုက်ပါမယ် ပြီးရင်တော့နည်းနှက်ထားတဲ့ငဒံလေးတွေထည့်ပြီးတော့ငဒံအသားလေးကျစ်လာအောင်ထွက်လာတဲ့အရည်တွေခန်းသွားအောင်မှုွေးကြိုင်လာအောင်ဒေချာလေးစီသက်မယ်ပြီးရင်တော့နည်းတော့ရေတော့မဟုတ်ရင်တွေထည့်ပြီးတော့အသားနုအောင်တည်လိုက်ပါမယ် အသားလေးလည်းနူးပြီးအရသာတွေလည်းထိထိမိမိဖြစ်နေပြီဆိုလို့ရှိရင်ဦးနန်းတို့ရဲရွရွအုပ်လိုက်ပါမယ်ရဲရွရွအုပ်တဲ့အခါမှာလည်းဦးနန်းတို့အရသာတွေကအနှဲငယ်ထက်လို့ပါအောင်မယ်နော်မိမိကြိုက်နေတဲ့သူတို့အရသာတွေပြင်ဆင်နိုင်တယ်ပြီးရင်တော့ဦးနန်းဒီနေ့ချက်ပြရတဲ့ငဒန်ရဲရွရွဟင်းလေးပြီးသွားပါပြီခင်ဗျာအားပေးနေကြတဲ့အစားတလိုက်မှချက်ရတော့သူတူဦးချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာနောက်အစီအစဉ်လေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ် See you bye bye အခုလက်ရှိရနိုင်တာလေးပြပေးပါမယ်ခင်ဗျာကောလဂျင်ကနေစပြမယ်ဒါကဂျပန်ပြည်တွင်း3ကောလဂျင်ဖြစ်ပါတယ်လိုကတ်3အခြားနိုင်ငံတွေသူတို့ export လုပ်တဲ့ပစ္စည်းမဟုတ်ဘူးအစာကြီးကောလဂျင်အမှုတ်များဖြစ်ပါတယ်ရွှေနဲ့လည်းရှိတယ်ပန်းရောင်လည်းရှိတယ်ဘာကွာလဲဆိုတော့ရွှေကကောလဂျင်တစ်နေ့တောက်သုံးရင်သူက9500အရရှိမှဆိုလို့ရှိရင်သူကဟိုနေတော့အဲ9300အရရှိမှเนาะပြီးလို့ရှိရင်ဒီကောင်က ပါဝင်တဲ့ပစ္စည်းတွေ12မျိုးတော့ပါဝင်မယ်ဆိုလို့ရှိရင်ဒီကောင်းစီအဲ16မျိုးပါဝင်မယ်နောက်အခြား dress တွေလည်းအဲ့လိုအနည်းငယ်စီးกว่าမယ်မိမိရဲ့ budget ပေါ်မူတည်ပြီးတော့တောက်နိုင်ပါတယ် collagen ကတော့ကိုခန္ဓာတက်ကိုအရန်လိုအပ်တဲ့เนาะအ supplement တစ်ခုပါပဲအဲ့တော့ collagen တောက်သုံးဖို့ကနံပါတ်1လုံးဝလှပဖို့တောက်တာမဟုတ်ပါဘူးเนาะရုပ်ဆိုးတဲ့လူတောက်လို့ရှိရင်လည်း collagen ကရုပ်ချောလာမှာမဟုတ်ဘူးအဓိကကအယိုးအယိုးအရေပြားတွေကောင်းမွန်မှုအတွက်ကိုတောက်သုံးခြင်းဖြစ်ပါတယ် လူတိုင်းလူတိုင်းယောက်ျားမိန်းမကိုအသက်25နှစ်ကနေစပြီးကောလဂျင်တက်ကတစ်နှစ်ကို1% 1%ကျဆင်းလာတယ်40လောက်မှလမ်းတော့မှမသိတော့50ကနေစပြီးတော့ခဏတွန့်မဲ့လိမ့်မဲ့ခောက်မဲ့တော့ခြောက်မဲ့ပေါ့နော်အားအကုန်ဖြစ်လာတယ်နောက်ပြီးတော့မှအဒီအမဲဆက်တွေမျက်နှာမှာ sports တွေအမျိုးအမျိုးစုံပေါ့လေရှိလာတယ်အဲ့တော့အကျိုးတွေပါလာတယ်လမ်းလျှောက်လို့မကောင်းတာတွေကနာကိုအပေါ်နဲ့အောက်မကြီးတာတွေအဲ့အမျိုးအမျိုးစုံပေါ့လေအဲ့ချက်မှာဒီကောလဂျင်ကနော် ခန္ဓာခန္ဓာကိုယ်မှာလူရဲ့ခန္ဓာကိုယ်မှာကောလဂျင်ရာဂန်တော့80ရာဂန်လောက်ပါဝင်နေတာဖြစ်တဲ့ကြောင့်ဗုဆံပြားနေခြေပြားတိရအဲ့တော့ तू ကနေရာနဲ့ပါလီယာဘကိုးစားဖြစ်နေတော့ကောလဂျင်က တော့သုံးတင်သားမသုံးတင်လားဆက်အနည်းနည်းလေးစဉ်းစားကြည့်လိုက်ပေါ့နော်အတော့အသက်25နှစ်ကနေစပြီးကောလိပ်ဂျင်ဓာတ်ကိုတောက်လို့ရပြီကောလိပ်ဂျင်ကိုခန္ဓာကိုယ်ရဲ့ကိုတွင်းလို့ရပြီနော်25နှစ်အောက်တွေကိုဝင်ဆောင်မိခင်နေ노တိုင်မိခင်နေကြောက်ကဝေဒနာရှင်နေလုံးဝအောက်တော့တောက်လို့မရပါဘူးကောလိပ်ဂျင်တောက်သုံးမှဆိုကြောက်ကကောင်းဖို့လိုတယ်ကောလိပ်ဂျင်တောက်သုံးမှဆိုရေများများတောက်ပေးဖို့လိုပါတယ်ခင်ဗျာအဲ့တော့ဒီမှာပုံမှန်ပြထားတဲ့အတိုင်းပဲဇုံးလေးတွေနဲ့နော် လဖက်ရည်ပြောတဲ့ဇုံးလေးနဲ့အဲ့တဇုံးအမောက်ကိုရေကော်ဖီလဖက်ရည်အဒိန်ချင်းမိမိကြိုက်ရတဲ့တွဲသားတွဲဆောက်လို့ရတယ်တွဲစားတွဲတောက်လို့ရတယ်အတုတ်တွေပိုင်းမှာထည့်စားလို့ရတယ်ဘွင်းကားလည်းထည့်စားလို့ရတယ်နော်အဲ့တော့ဒီကော်လာဂျင်ကနောက်ဘလို့မှညှိတဲ့အနေလုံးဝမရှိဘူးဦးနဲ့နုံးမုတ်လေးဟောပေါ့ကော်ဖီပြောတဲ့ creamer coffee made အဲ့အတိုင်းလေးပဲနော်ပုံစံလေးကအဲ့တော့ဦးနဲ့တို့ကဒီကောက်ကိုအာမနက်ပိုင်းတောက်လို့လည်းရတယ်လို့ညနေပိုင်းတောက်လို့လည်းရတယ် တနေ့ကိုဒီစီတောက်မယ်နော်မနေ့ပိုင်းဘာမှမစားသေးခင်တောက်မယ်မတောက်ဖြိုစေညပိုင်းအိတ်ခန်းဒီမှာတောက်မယ်အဲ့တော့ collagen တောက်သုံးခြင်းအပြည့်တော့အရိုးတွေကောင်းလာမယ်အရွတ်တွေကောင်းလာမယ်အရည်ပြားတွေကောင်းလာမယ်ဒီမှာ CO2 တန်းပါဝင်တာဖြစ်တဲ့ကြောင့်နှလုံးအောက်ကောင်းမွန်စေမယ် vitamin C ပါဝင်တာဖြစ်တဲ့ကြောင့်ကိုယ်ခံအောက်ညှက်တက်စေမှာဖြစ်ပါတယ် collagen တန်းကဘယ်တော့မှ vitamin C ပါလိမ့်မရှိဘူးပေါ့ဒါကတော့ vitamin C ပါပြီးသားဖြစ်တယ် vitamin C နဲ့တွဲတောက်ရင် collagen တက်ကိုပိုရတယ်လို့ပြောတယ်ပေါ့နော်အဲ့ဒါတော့ အထက်မှာပါဝင်သားဖြစ်တယ်မိမိတို့ဖုန်းမှာ Google မှာရှာကြည့်ရင်လေဒီအစာကြီးကောလိဂျင်အမှုန့်တွေထုတ်တယ်တွေ့ရမှာဖြစ်ပါတယ်ကောလိဂျင်ရဲ့စိုးကျိုးတွေကောင်းကျိုးတွေမှာတက်ဖက်လို့လဲရတယ်ဦးနိုင်ပြောရမယ့်ဒါကတော့အချိန်အကန့်တတ်နေမလို့ဦးနိုင်ကအချိန်ကတ်သက်ဆိုတာအရင်ရှိတယ်ဘယ်သူမှနားမထောင်ကြဘူးအဲကြောင့်ဦးနိုင်အတူချုံလေးလုပ်ပြီးတော့ပြောပြခြင်းဖြစ်ပါတယ်တောက်သုံးတင်တဲ့သူတွေမှာသုံးတင်တဲ့သူတွေတောက်သုံးရလိုက်မယ်အကျိုးတွေကိုဦးနိုင်ကအတူချုပ်ပြီးတော့ပြောပြခြင်းဖြစ်ပါတယ်ဒီကောင်ကတော့ဈေးနှုန်းလေးကတော့ရက်90ဆောင်ရွှေကနှစ်သိန်းပါခင်ဗျရက်90ဆောင်ရွှေကနှစ်သိန်းပါခင်ဗျ ဒါပြလို့ရှိရင်ဒါကတော့ရက်60စာကိုတသိန်းနဲ့မှ7000ပါခင်ဗျာယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ကော်လဂျင်တောက်တော့ရင်သူနဲ့ကိုနဲ့ကိုညီကိုမောင်နှမချင်းညီကိုချင်းတော်မှကော်လဂျင်တောက်တော့လို့ရှိရင်ရတဲ့အဲရလက်အကျိုးအာနိသင်ကမတူကြပါဘူးခန္ဓာကိုယ်ကဆုပ်ယူတယ်ပြန်ဖြန်ပြူတယ်အဲ့မှာအဲ့နေရာတွေမှာကွာသွားတာဖြစ်ပါလေကိုယ်ကအားတွေမှာเนาะအဲ့တော့တချို့ကစပင်းတွေအရင်ကောင်းလာတယ်เนาะတချို့ကအသားအေးတွေအရင်တင်းရင်းပြီးလှလာတယ်ချို့ကအေးတောင်းတွေပျောက်သွားတယ်အခြေခံအဖြစ်เนาะအရွတ်တွေကောင်းလာမယ်ပေါ့เนาะအဲ့တော့ကော်လဂျင်ကတော့ လှဖို့တော့မဟုတ်တဲ့ကြောင့်မထပ်ပြောပါမယ်နော်အသက်60 80 80တောက်ပေးပါနော်အဲ့ဒီအချိန်မှာတောက်သုံးခြင်းအပြင်ဒီလိုမျိုး50 60 80 80တွေမှာဆိုရင်အယွတ်တွေကမကောင်းနိုင်တော့ဘူးနော်60ဆိုရင်ပိုဆိုးမယ်60ရလေးစပြီဆိုအဲ့တော့အယွတ်တွေပြန်ကောင်းဖို့အတွက်အယိုးတွေပြန်ကောင်းဖို့တောက်ပါမိမတွေအာယာသီမလာတော့သွေးဆုံသွားပြီဖြစ်ပေါ်လာတဲ့အဲ့လားဘလို့ခရောင်ငန်းဖြစ်တာတွေပြီးလို့ရှိရင်မနက်မိုးလင်းလာလို့ရှိရင်ထရင်ဘယ်လန်းညာချန်ညာလန်းဘယ်ချန်ဖြစ်တာတွေထထချင်းလမ်းလျှောက်လို့မရဘူးထုံနာကျင်နာမှာအဲနည်းနည်းလေးအင်ဂျင်ကိုနှိုးပြီးတော့မှ เนาะထားလို့ရတဲ့သူတွေเนาะနောက်ခြေထောက်တွေမှာအကျောတွေပြတ်တာလေအကျောတွေထုံတဲ့သူတွေတောက်ပါနောက်တစ်ခုလက်ဆောင်ပါခြင်းပါတယ်အဲ့ဒါအဓိကပါလို့ဆိုအယိုးနာတဲ့သူတွေတော့အဲ့ဒါဟိုနိုင်လို့ရှိမှာအားပေးနေကြလူမလို့ပြောလို့သိတာအယိုးနာတာအဓိကသူလဲ ပျောက်ပါတယ်တဲ့နော်အယိုးနာတဲ့ယောဂကိုလည်းမသိအယိုးနာတဲ့ယောဂဖြစ်တဲ့သူများလဲတောက်တော့မရပါနဲ့ခင်ဗျာဒါလေးကကောလဂျင်ရဲ့အကျိုးအာနိသင်လေးများဖြစ်ပါတယ်အရန်ကောင်းသောကောလဂျင်ဖြစ်ပါတယ်ဥနာရောနေတဲ့တောက်တော့အသားကြီးလည်းတည်ရင်ပြီးတော့ဒီမှာဆိုအဆက်ပြောက်ပါမှဒီဥနာရဲ့အသက်ရမှာဒါတွေပါဘာညာအယွတ်ဒီပါတွေဘာမှမရှိဒါဆိုရင်ပြက်လာဒါအခုစကားပြောရင်ထောက်ထားလို့ဒါမကြည့်လိုက်လိုက်တင်ကြတော့ဒီဒီနေ့မှာကျွတ်တွေပါဘာမှမရှိဘူးနော်အဲ့အရှိအရှိလည်းမကောင်းဘူးကွာထောက်တော့ဘာလဲဘာလဲအဝတ်ကလေးခံပြီးထောက်တယ် အဲ့တော့ဟင်းချုံမုတ်ဒီနေရာမှာဆိုရင်ဟင်းချုံမုတ်ရအောင်မယ်ဂျပန်ပြည်ရင်းသောဟင်းချုံမုတ်ဖြစ်ပါတယ်ခင်ဗျာ 1kg 63ချက်သားဂျပန်ကထုတ်တဲ့ဒီအချုံမုတ်တွေမှာတော့ log ကနေအစောအနောက်ဆုံးထုတ်တဲ့ log တွေပဲယူခြင်းဖြစ်တယ် expiry date တိကျဖော်ပြထားရင်မရှိဘူးเนาะနောက်ပြီးတော့မှသူကအာမခဲမသွားမချင်းအဓိကခဲရတာဆိုတာလေးဆုပ်ထားလို့ခဲရတာနဲ့လုံးထွေးကြီးလုံးဝခြေလို့မရတဲ့ခဲနီမျိုးနောက်အယောင်ပြောင်းသွားတာမျိုးအဲ့ဒါမျိုးဆိုတာသုံးလို့မရတာเนาะဂျပန်ဟင်းချုံမုတ်ကတော့အဲ့လိုမျိုးသုံးလို့ရပါတယ်ခင်ဗျာ အရင်30လောက်သုံးနေနေမှာသူကဒစရဲနဲ့ဟင်းရရတော့ထိတိမိမိနဲ့ကောင်းမွန်စေမှာဖြစ်ပါတယ်လို့เนาะ 1kg 60နဲ့3ကြတာကို9တောင်းပါခင်ဗျ90 U 100 U 1000 U เนาะအချို့ဘုတ်ကတော့ ready ရှိပါတယ်ခင်ဗျာနောက်ပြမှာဒါတခါတည်းမှာရောက်လာတဲ့ဂျပန်ကတင်သွင်းတဲ့ပြည်တွင်သုံး Honda ရှိ9မုံဖြစ်ပါတယ်သူရဲ့လေ့ကျင့်450 gram အထက်မှာခဲတော့နှစ်တော့225 gram ခဲတော့နှစ်ထုပ်ပါမှာဖြစ်ပါတယ်။သူရဲ့အနံ့လေးရဆိုရင်ဖြင့်ငကြီးကြောက်ကြက်တိုင်အနံ့လေးရှိတယ်။ ငါချက်မဲ့ပစွန်ချက်မဲ့ပင်လေးစားချက်မဲ့အရေတောက်တွေချက်မဲ့လက်ဖက်တော့မဲ့ငပိရေကျုံမဲ့အတုတ်တွေတုတ်မဲ့အကုန်သုံးလို့ရပါလေခင်ဗျာเนาะအဲ့တော့ဒါလေးကတော့9000နဲ့9000ရမ်းမှန်ရခါမှရတယ်เนาะအာ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 ပြီးလို့ရှိရင်ဩဒါလေးတစ်ခါပြန်ရောက်လာတယ်ခနောဆံပြုတ်ခနောဆံပြုတ်ကတော့ကြက်သားအရသာဖြစ်ပါတယ်ခင်ဗျာအသားဆက်ကလေးတွေပါတယ်ဆံသားဤဆက်တယ်အနံ့လေးမွှေးတယ်မြမပါစက်နဲ့ကွက်တိဖြစ်တယ်တောက်လို့ကောင်းတယ်ပြန်ပြီးတော့ကြိုချက်เสียမလို့ဘူးပကံထဲမှာဖောက်ထည့်လိုက်ယူနစ်ကြက်ကြက်စုကိုထည့်ပြီးအုပ်ထားလိုက်3မိနစ်နေတောက်လို့ရပြီခင်ဗျာ ်တရားစင်ပါလေခင်ဗျာ2000နဲ့မှ4000ငွေငွေလေးလက်တော့မယ်နော်ဒီဇိုင်းတွေဖြစ်ပါနော်ဒီဇိုင်းလေးရတယ်နော်ပို့ပြီးတော့ color လေးရဆူဆူပြင်းနဲ့ပို့လှလာတို့တော့ဒီဇိုင်းတွေကလောက update ပြင်းလောက်တော့အဲ့တော့အဲ့ဒါလေးရမယ်ပြီးလို့ရှိရင်ခေါက်ဆက်တို့နဲ့ပတ်သက်လာရင်တော့အနည်းငယ်ပဲရတော့မယ်ခင်ဗျာနော်ခေါက်ဆက်တို့ကဒါကတော့ခေါက်ဆက်အမြင်သေးသေးလေးတွေနဲ့နော်အမြင်သေးသေးလေးတွေနဲ့ချက်အုံးတို့ asset ဖြစ်ပါတယ်ခင်ဗျာဈေးနှုန်းလေးက တက်သားပါခင်ဗျအထက်မှာ6ထုတ်ပါမယ်ဒါကတော့မျက်လုံးလို့ခေါ်တဲ့အခုတော့မျက်လုံးပါမလာတော့ဘောနော်ဒီ backing အသက်မှာတော့ဒီကောင်ကတော့ဗစွန်တုံရင်ရှင်ဆက်လေးဖြစ်ပါတယ်ခေါင်းဆက်အလုံးသေးမယ်6ထုတ်ပါမယ်တက်သားချက်ပါခင်ဗျာတော့စီချက်လေးကလည်းမရကျင်ရကျင်တဲ့တမျိုးရရနေသေးတယ်ဘောနော်ဒါလေးတမျိုးရလာတယ်စီချက်ဗစွန်စီချက်အဆက်ကလေးနည်းနည်းပါပါလေးပါမယ်ခင်ဗျာဈေးနှုန်းလေးကတော့ဒီကောင်က9ထုတ်ကို1000နဲ့မှ2000ဂရန်နေလေးများပါတယ်ခင်ဗျာ နော်နောက်ပြီးရင် coffee နဲ့ပတ်သက်လာလို့ရှိရင် Nest coffee မှာကအထုပ်40ပါလာရှိမယ်အထုပ်အာ28ထုပ်ပါလာရှိမယ်အရင်ဟုတ်ဘူးလားလဟောင်း Nest ရဲ့အရသာပေါ်ဘယ်စိုက်နှစ်တက်တဲ့သူများနော်ထပ်ပြီးတော့မှ no seed တွေ no seed တွေထပ်ထိစရာမလိုစရာမရှုပ်ပြားမတုပ်စရာမလိုဘူးပေါ့နော်ပြားတုပ်စရာမလိုဘူးအဲ့တော့တခါလေးထည့်ပြီးတော့ဖြောတောက်ချစ်တဲ့သူများကတော့ဒါက3 in 1မှာမှထိုင်းရဲ့ပြည်ရင်းသုံးဖြစ်တဲ့ကြောင့်ဆေးရှားလက်ကြအသုံးပြုနိုင်တယ်အထုပ်40ပါမယ်3000နဲ့မှ2000ဒါလေးဆိုရင်အထုပ် အာ28ထုပ်ပါမယ်2000နဲ့မှ2000ပါခင်ဗျเนาะပြီးတော့ copy ကိုဟာအစားတစ်ခုပြပြစင်နာမည်ကြီးနေတဲ့ copy ကိုဟိုကိုရီးယားကားတွေမှာလည်းเนาะအရင်အသုံးပြကြတဲ့ copy ကိုဒါဇာလုံးတွေပဲဖြစ်ဖြစ် copy ကိုလည်းပတ်သက်တဲ့ဥစားတွေကြိုက်ကြတယ်ဒီ coffee ကအဓိကသာကြိုက်ကြတာပေါ့အထက်မှာအထုပ်တဲ့ server မှာဈေးနှုန်းက1000နဲ့မှ9000 grand chain များမယ်เนาะ grand chain များပြီးတကလားအရသာလုံးဝ quantity เนาะတိုင်ကြီးအရင်ခွက်အကြီးနဲ့ဖြော်လို့ရတယ်เนาะအဲ့လိုလည်းကောင်းတယ်အဲ့ဒါဘယ်လောက်လဲဈေးနှုန်းက1000နဲ့မှ9000 ီးလို့ရှိရင် super super ကြတော့ super duper ကြတော့အယောက်၃မျိုးရှိတယ်ခင်ဗျာနော် super အယောက်၃မျိုးရှိပါတယ်အထက်မှာ25တို့ပါမယ်ထိုင်းပြည်ရင်သုံးဖြစ်တယ်ဈေးနှုန်းလေးကတော့2000ပါခင်ဗျာအပြားအချို့ပေါ့ဒဏ္ဍန်အစိမ်းကကြတော့ espresso ရတာနဲ့တစ်ခပ်ပြင်းပြင်းလေးပေါ့ဒီကောင်လေးရဲ့အနီရတော့ပုံမှန်နော်ဥနဲ့တို့ပုံမှန်သောက်တဲ့လူရဲ့ဒါအနီရပါခင်ဗျာဈေးနှုန်းလေးကတော့2000ပါခင်ဗျာဒီကတော့ coffee mug ကြီးပဲတည်တံ့ဖြစ်ပါတယ်ဒါအစိမ်းရောင်ကကြတော့ espresso roast အဲအရသာပြင်းပြင်းလေးတောက်ချင်တော့သူများ9000ပါခင်ဗျာဒါကတော့အနေအား recap ကတယ်ပုံမှန်ရသာတောက်ချင်တော့သူများ9000ပါခင်ဗျာအဲ့လိုမဟုတ်ဘဲနဲ့ Mokona ချစ်သူများကတော့ Mokona Royal Go ရအောင်ပါခင်ဗျာ Mokona Royal Go ကလည်း coffee mug ကြီးပဲတည်တဲ့9000ပါခင်ဗျာပြီးရင်သွားတိုက်စင်းအောင်ပါဒါလေးရသေးတယ်ဒါလေးကကြတော့အာဂျပန်ပြည်ရင်းတော့အရွက်ကြီးပဲတည်တဲ့အမုတ်ဂျုံမြတ်လူပါဝင်အရွက်ကြီးပဲတည်တဲ့အမုတ်ဂျမားယူတဲ့တောက်မယ်ကင်ဆာဓာတ်ရောင်ကြီးပေးထားတွေတောက်မယ်ကင်ဆာ အဲပျောက်သွားတဲ့လူတွေတောက်မယ်နော်ဒီကောင်ကကျတော့ဈေးနှုန်းလေးကကျတော့ဟိုနယ်2000နဲ့မှ9000အထက်မှာအထုပ်ရည်30ပါတယ်မိမိတောက်နေကြဖက်ကွက်တဲ့မှာရေကိုတဝက်လောက်ထည့်မယ်အဲ့အထုပ်လေးကိုဖောက်တဲ့မှာဖြောမယ်အဝင်လည်းမစိုးတောက်လို့ရပါတယ်ခင်ဗျာကျမ်းမာယူတွေလည်းတောက်ကြပါတယ်ခင်ဗျာအရွက်တွေအသီးတွေမစားတဲ့လူတွေတောက်ကြတယ်ပြီးလို့ရှိရင်ဒါလေးကကျတော့အသီးပဲ98မျိုးအပပပပအသီးပဲ98မျိုးမှာပါသူကအချိုပေါ့ပြီးတော့ထုတ်ထားတယ်အဲ့အတွက်ကြောင့်မို့စီးချိုသမားများအတွက်ကလည်း okay ပါဆိုပြီးမှဖြစ်ပါတယ်90နဲ့ရှင်မျိုးပါတယ်အထဲမှာအထုပ်ရည်ကတော့24ခွက်စာပါတယ် စိုးစိုးအတိုင်းပဲဖြောတော့မယ်သူ့တောက်တုံးကြီးအားဖြင့်တော့အသားရေကြီးလင်းမယ်အကျောအားရေကောင်းမွန်စေမယ်အစာရေအိုလန်းကြောင်းစနစ်ကိုကောင်းမွန်စေမယ်ဖိုင်ဘာဓာတ်တွေရရှိမှာဖြစ်ပါတယ်ဈေးနှုန်းလေးက2000နဲ့8000ပါခင်ဗျာဒါကတော့ DX အသီးရောအရွက်ရော143မျိုး oh my gosh ဖြစ်သွားပြီနော်143မျိုးပါခင်ဗျာအိမ်မှာ detox တောက်တဲ့လူတွေအတွက်လည်းအဆင်ပြေစေမယ်နော်143မျိုးဆိုဘယ်သူမှလည်းအိမ်မှာ juicer နဲ့မကျိနိုင်ဘူး juicer တခါလေးကြွသွားမှာ143မျိုးဆိုနော်အဲ့တော့ဒီကောင်လေးကတော့ အထက်မှာ24ခွက်စာပါမယ်ခင်ဗျာဇင်းနှုတ်လေးက2900ဇင်းနှုတ်လေးကအတူတူပါပဲเนาะနောက်ပြီးတော့မှဦးနန်တို့ Thai Sensor တိုင်းနေရအောင်မယ်ခင်ဗျာ Thai Sensor တိုင်းမှာဆိုရင်ဒါ Sensor တိုင်း Deep Clean သွားရနာမယ်သွားပိုးစွာအမ်သွားရနာမယ်သွားပိုးစားမယ်သွားရအကောင်းပေါက်ဖြစ်မယ်เนาะအဲ့ဒါမျိုးဆိုရင်အဲဒီ Deep Clean နဲ့တိုက်မယ်160 g ဆိုတော့ size ကြီးဖြစ်ပါတယ်ခင်ဗျာဇင်းနှုတ်က 3000ဒီကောင်ဆိုရင် whitening သူများရဲ့ဇက်တန်တွေပဲတက်သေးဘူးเนาะဒါလေးကကြောင့် whitening သွားကိုဖြူစီမယ်เนาะဖြူစီတဲ့ဥစ္စာလေးပေါ့သူကသွားဖြူစီမယ်ဘယ်ဟာကိုပဲတိုက်တိုက်အခြေခံအဖြစ်ကသွားကျင်တာပြောက်မှာဖြစ်ပါတယ်ခင်ဗျာဒီကောင်လည်း3000ပဲခင်ဗျာပြီးလို့ရှိရင်ဒါလေးကကြတော့အာဗာလဲဆိုတော့ fresh mint เนาะပူစီနဲ့အနံ့လေးနဲ့ပူရှင်းရတာလေးကြိုက်ရှင်တို့သူများเนาะတိုက်တိုက်ချင်တဲ့လူဆိုဒါလေး fresh mint 3000ပါခင်ဗျာဒါလေးကတော့ဘယ်မှမလိုက်ရှာမတွေ့ဘူးနိုင်တို့ရှိမှာပဲရှိတယ် gam ke เนาะသဖုံးနေနားမဲ့သဖုံးနေပြီးတယ်မဲ့သဖုံးနေနမ်းမဲ့သဖုံးနေရေစီးကမ်းပြိုလိုက်မဲ့ เนาะအဲ့ဒါဂမ်ကဲတဖုံးကို view site တော်သူများတဖုံးနဲ့ပတ်သက်ပြဿနာရှိတော်သူများအဲ့တော့ဂမ်ကဲတွေတိုက်ပါခင်ဗျာအဲ့ဒီကသုံးတော့ပါပဲเนาะစပင်းဆိုးစင်းမှာတော့အယွယွအပပါစပင်းဆိုးစင်းမှာတော့မရှိလဲဆိုဂျပန်စပင်းဆိုးစင်းเนาะဒီမှာနော်တို့ဟိုဟာရှိမယ်အနက်ရောင်ရှိမယ်နော်ဂျပန်စပင်းဆိုးစင်းအနက်ရောင်လေးရမယ်အမြုပ်တိုက်ဖြစ်ပါတယ်ခင်ဗျာ၄000နဲ့မှ9000ပြီးတော့မှဒါကကျတော့ဂျပန်စပင်းဆိုးစင်းမှာမှာတူလဲ တူကတော့ရိုးရိုးတန်းတန်း brush နဲ့ဆိုးရုံပဲခင်ဗျာတူကလည်းလေးတောင်းပါခင်ဗျာဂျပန်စပင်ဆိုးစီပြီးတော့သူကအသေးအနှံတွေကိုလေအမုတ်မတောက်ချင်အခဲရှိရခင်ဗျာဒီအခဲကကြတော့နဲ့တော့အာတနေ့ကိုလေးလုံးလေးတောက်သုံးပေးအောင်ပဲလူကြီးရောလူငယ်ရောသူတို့လုံးဝအသေးအနှံဆိုဝေါ်ဝေါ်ရှေးဝိုးဝေးဆောင်တဲ့သူတွေဒါတိုက်ကိုတိုက်ပေးရမယ်เนาะအသေးအနှံဗီတာမင်ဓာတ်တွေလိုရလာရင်လေခဏကူမှချုပ်ရင်းလာတယ်ကျမကြီးလေးကเนาะအဲ့ဒါလေးကကြတော့တနေ့ကိုလေးလုံးတောက်ပေးမယ်ရေလေးနဲ့မိမိတက်တဲ့အချိန်မှာတောက်မယ် အဲနှစ်လားစားပါတယ်အလုံးသေးသေးလေးတွေခင်ဗျာဈေးနှုန်းလေးကတော့ငါးတောင်းပါခင်ဗျာနောက်ပြီးတော့မှထိုင်းဆိုရင်စိုးစေးเนาะထိုင်းရဲ့ရှော်မဲလို့ခေါ်တာပေါ့ခင်ဗျာရှော်မဲလို့ခေါ်တယ်တိဥ sorry တိဥတိဖူကနေထုတ်ထတာဖြစ်ပါတယ်တိဥတိဖူကနေထုတ်ပြီးတော့မှကမ်ပီကယ်မပါဘူးလားဆိုတော့လေမပါဘူးမဟုတ်ပါတာပေါ့ကမ်ပီကယ်မပါဘဲနဲ့အရာနေထွက်လာမှာမဟုတ်ဘူးကမ်ပီကယ်ကိုအနေဆုံးကထုတ်ထားတယ်အဲ့တော့ထိုင်းမှာတော့နာမည်ကြီးတယ်သူကဘာရီရောင်နေရှိတယ်ဆိုတော့ chestnut ရှိတယ်เนาะ တဲ့ဒီကောင်ရောင်ရှိတယ်ပြီးလို့ရှိရင်ဒီကောင်ကတော့ go brown ရှိတယ်ခင်ဗျရွှေညိုရောင်လေးရှိတယ်ဒါလေးကတော့ black အနက်ရောင်လေးရှိမယ်ဒါလေးကဘာကြီးလဲဟုတ်ဒါ dark brown လေးရှိမယ်ခင်ဗျဒါလေးကကြတော့ဒါလေး dark brown လေးပဲရှိမယ်နော်အဲ့တော့အဲ့ဒါမျိုးလေးရမယ်နောက်ပြီးဒါဘာလေးလဲဒါလေးရှိသေးတယ်ဒါလေးက brown red ရွှေညိုအ brown red ဆိုတော့နီညိုရောင်လေးပေါ့မော်ဂနီဘက်မရဟိုဘက်ရောက်ဒီညိုရောင်လေးပေါ့အဲ့တော့ဒါလေးတွေကအသုံးပြုမယ်ဆိုရင်တော့ ဒါလေးကိုဖောက်လိုက်ရင်အဲထက်မှာအကန့်လေးနဲ့ကန့်ရှိတယ်မိမိလက်ကိုလက်အိတ်ဆွမယ်လက်အိတ်ဆွပြီးတာနဲ့ခေါင်းလေးကိုညှစ်ထုတ်ညှစ်ထုတ်ပြီးတာနဲ့အဲထက်မှာ mix လုပ် mix လုပ်ပြီးတာနဲ့ဒီလိုလေးဒီလိုလေးဒီလိုလေးတုတ်လိုက်တုတ်ပြီးတာနဲ့မိမိရဲ့စံသားပေါ်မူဒီလိုမိနစ်20အစိတ်ထားပြီးကိုဆိုးကျင်တဲ့အယောင်ရပါပြီခင်ဗျာဇင်းနှုံနဲ့တထုံးမှ၄တောင်ပဲပြီးရင်ခေါင်းလျှော့ချလိုက်အားနဲ့မလဲကို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 အဲဒါဆိုလို့ရှိရင်အဲရှော့ပါပါရှမ်ပူလဲပါပြီးသားဖြစ်တဲ့ကြောင့်မို့ထက်ထက်ကြမလို့ဘောနော်တထုတ်ကမှ၄တောင်ဟောဒါနဲ့ပတ်သက်တဲ့ကြန့်တစိတ်ဓမ္မကြီးရအောင်ပါခင်ဗျာဒါကြန့်တစိတ်ဓမ္မကြီး အာကျန်တဲ့စိတ်ဓမ္မကြီးကနော်ပိတ်ထားလားပေါ့ကျန်တဲ့စိတ်ဓမ္မကြီးဒီမှာနော်ဓာကြီးရရဓာကြီးရခုနလက်မလက်ကင်မှာရွှေလေးပါမယ်နော်စိတ်နဲ့စတီအရန်ထူတယ်ဒါသုံးမှုတဲ့ဒီဒီမှာပေါ့စာသောဆန်လေးလည်းသုံးကြတယ်အိမ်မှာဓမ္မကြီးတွေကဘိုးတော်ဖရာလေးပဲတော့ကသုံးတဲ့ဓမ္မကြီးနော်ပိတ်လိမ်ရွေ့ပြီးတော့မှတန်ကြီးတန်နေဝဲပလိုက်တော့အဲ့တော့ဒါလေးကဈေးတော့၅သောင်းပါခင်ဗျာပြီးလို့ရှိရင်နောက်သူ့ရဲ့စက်ကလေးရှိသေးတယ်သူ့ရဲ့စက်ကလေးကကျတော့ဒါလက်ကြီးတစ်စိတ်ထိုင်းတစ်စိတ်ဖြစ်ပါတယ်ဓမ္မကြီးပါမယ်ဓာလေးကအားလုံး၄ချောင်းကက်ကြီး အခွန်နွာတာပါမယ်ခင်ဗျာနော် quality လည်းမြင့်တယ်အထက်မှာကတက်သားလက်ကဲလေးချစ်စရာလေးခင်ဗျာနော်အဲ့တော့ဓာတ်တက်လေးပါလေးနဲ့လှိမဲ့ဆိုတော့ idea အစ်စ်လေးဟင်းကောင်းကောင်းလေးချက်လို့ရတာမဟုတ်တယ်ဟုတ်အဲ့တော့ဒါလေးဒီကောင်လေးဖယ်လိုက်ဒါလေးဖယ်လိုက်ပြီးဘာဘူးဒါပြစ်ဖယ်လိုက်ရင်ဒီမှာဒီဓမာကြီးရဲ့အောက်မှာကက်ကြီးလေးပါအောင်နော်ဒီမှာရအောင်ကကြီးလေးပါမယ်ကကြီးကလည်းပေါ့ဆောင်အောင်ကကြီးမဟုတ်ဝယ်စားရကုန်ချက်လို့ရတယ်ကြီးချွတ်ချွတ်နေနော်ဒါလေးကလည်း9000ပဲခင်ဗျနော်အရေးချက်ဖို့ကောင်းတယ်ပြီးရင် ဒါကတော့ online group page မှာတောက်ဆောင်ရောင်းမင်းနေတဲ့ MXNEC အသားငါအသီးနံကျိစက်ဖြစ်ပါတယ်။စက်သွင်းပြီးစက်သွင်းပြီးဂျင်းကျိလို့ရတယ်။ငွေသီးဘွားကြောက်ကိုထည့်ကျိမယ်ဆိုလို့ရှိရင်ကြမ်းခွဲအစင်ရတယ်။ပဲပစွန်ကြောက် lower အုပ်တော့မပုတ်စုံကျိလို့မရပါဘူးခင်ဗျာ။အဲ့တော့ဒါလေးအထက်ကိုပြပေးမယ်။နော်။ဒါလေးကတော့ lower 9လီတာလုံးလို့ဒါလေးပဲရောင်းခဲ့တော့ဒါလေးကတော့ lower no complete ဖြစ်ပါတယ်။နော်။ပါခဲ့ဘူး ဟုတ်တယ်ဒါလေးဒါလေးကကျတော့အထဲမှာသူကဒီဒီ size ကကျတော့2 liter size နော်ဘူးကခွက်က2 liter size ဒါကဒါတွေဖယ်ရမယ်နော်ဒါကဒါကလက်မလျှောက်ဆိုပြီးတချို့ကဒါမှထည့်ပြီးကြိတ်ချလိုက်တယ်နော်အဲ့တော့နည်းနည်းမဝေးနဲ့လေနော်အဲ့ဒါလေးဒါလေးကဒါအထိမှဆိုဒါလေးကဒါလေးလက်မှာအာ plastic အစုတ်ကလေးဆွထားခြင်းဖြစ်ပါတယ်အသုံးပြုမယ်ဆိုလို့ရှိရင်ဒီအောက်မှာအတိုင်ရှိတယ်တော်လားအတိုင်တော့ဒီအပေါက်ဟမ်ဒီအပေါက်တစ်ခါထည့်ပြီးတော့သွင်းလိုက်မယ်သွင်းမိတာနဲ့အသားဆို25ကျပ်သားပမာဏခံမယ်ထည့်မယ် ကိုကသုံးမျိုးချိန်ချင်းသုံးမျိုးပေါင်း25ချက်သားပဲဖျက်မယ်နော်အဲ့ဒါအထည့်မယ်အရွတ်တွေရှောင်မယ်ပြီးလို့ရှိရင်အဖုံးအုပ်မယ်အဖုံးအုပ်ပြီးတော့ကျိတ်မယ်နော်ကျိတ်တဲ့အခါမှာကိုကဒီမှာမော်တာကိုတင်မယ်မော်တာ450ဝေါ်ရှိတယ် နော်450ဝက်ရှိတယ် speed က number 1 number 2ရှိတယ်အဲ့တော့ကျိတ်မယ်လွတ်မယ်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 နော်အဲ့လိုလေးနားလိုက်ကျိတ်လိုက်လွတ်မယ်လွတ်ပြီးလို့ရှိရင်မိတကယ်လို့ပို့ပြီးတော့မှပြစ်နှစ်ပြီးတော့မှကင်လို့မရအောင်ကျိတ်မယ်ဆိုလို့ရှိရင်တခါကျရင်ရေလေးပါနည်းနည်းထည့်ပြီးကျိတ်လို့ရတယ်နော်အဲ့ဒါကအသင်းရဲ့အသားကအသင်းနဲ့ကျိတ်ဆက်ဖြစ်တယ်စံပြုတ်တွေပါတယ်လူနာတွေပါတယ်တိုက်မယ်ဆိုလို့ရှိရင်အသီးတွေအနံတွေရောအသားတွေကထည့်ပြီးရောထွေးပြီးအကုန်ကျိတ်ပြီးတိုက်လို့ရတယ် blender ကဲ့သို့เนาะတမောတိပြောရင်ပြောပြငါပြောတိပြောရင်ပြောပြပြောလို့ရတယ်မရတာကအမုတ်ကျိတ်လို့မရတာเนาะအဲ့ဒါဖြစ်ပါတယ်ဇင်းနှုံလေးကတော့သူကလည်းအဲမတက်သေးဘူးခင်ဗျ9000နဲ့ရနေပါသေးတယ်เนาะအဲ့တော့အတက်ဒလက်ကြီးပဲဝယ်မယ်ဆိုလို့ရှိရင်ဒလက်ကြီးပဲ2000နဲ့မှ2000เนาะအဲ့တော့သူ modern နဲ့ alike mx and easy တောက်လျှောက်ရောင်းခဲ့တာ modern လေးကနည်း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 စီကွာခွာလာတယ်နည်းနည်းနည်းကွာလာပြီမဲ့ကွာလာတဲ့အတိုင်းသူ့ရဲ့ဓာတ်တွေကလည်းအဲပြောင်းပြောင်းလာတယ်ပေါ့เนาะအဲ့တော့ကိုကဒလက်ကြီးပဲလိုချင်တယ်ဆိုလို့ရှိရင်ဒီကိုဝယ်ထားတဲ့ set ရဲ့ပုံလေးကို မစင်ကြမှာပုံလေးပို့ပြီးအဲ့မှာကိုယ်ရောက်လို့ရမယ်နော်အဲ့တော့ဒါလေးက9တောင်းပါခင်ဗျာအဲ့တော့နေတွေကတော့တရက်ကြိုပြီးတော့ကိုယ်လွှဲရပါတယ်ရန်ကုန်မြို့လိပ်စာကတော့ COD Cash on Delivery ဖြစ်ပါတယ် KP Wave Banking နဲ့လည်းငွေလွှဲလို့ရပါတယ်ခင်ဗျာအားပေးနေကြတဲ့အစားအသောက်မှချက်တော့သူတူဦးချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာနောက်အစီအစဉ်လေးမှာပြန်လည်ဆုံတွေ့ကြပါမယ် See you bye bye